ကျွန်တော်ကြားမိတဲ့မြန်မာနိုင်ငံရဲ့ငလျင်မှတ်တမ်းတချို့လူတောင်ခေါင်းစဉ်တက်လို့ရပါတယ်မဆိုးရင်တိုက်တိကြီးကိုသွားပြီးတော့စာသင်တန်ခါအနေနဲ့သွားရောက်ခဲ့တဲ့တန်ခါတော်တပါငလျင်ပြီးတဲ့နောက်မှာမုံရွာဘက် အလုံမျိုးကိုပြန်လာတယ်မုံရွာကအလုံမှာရန်ကုန်ကအလုံမဟုတ်ပါဘူးပြန်လာတကဆရာတော်ကားရက်တယ်ဆိုရင်ပဲ စီလာတဲ့ JK ကင်းကရက်တယ်ဆိုရင်မင်းဘေးရတခါတခါမရရအရှင်ဘုရားပစ္စည်းပစ္စယတွေဘာတွေပါသေးလဲလို့မေးတဲ့ခါကျတော့ဘာမှမပါခဲ့ပါဘူးကွာငါအားလုံးကိုစွန့်ပစ်ထားခဲ့တယ်လို့ပြောရမှာပဲတဲ့တချို့ကိစ္စတွေကတော့စိတ်ထဲကပါပြီးတော့စွန့်ပစ်ခဲ့တာပေါ့တဲ့ဒါပေမဲ့လို့28ရက်နေ့ငလျင်ကြီး တိုက်ပြီးတဲ့အခါမှာညအခါကျတော့အိတ်ဆီယာနေရာမရှိတဲ့အတွက်ကြောင့်မြေပြင်အသီးသီးမှာတန်ဃာတော်တွေအသီးသီးကတရင်သုံးကြရတယ်။အဲ့လိုတရင်သုံးတဲ့အခါမှာတငယ်ချင်း၃ယောက်ဖြစ်တဲ့ငါတို့၃ပါးကလူတော်တော်များများနဲ့ယဟန်တော်တော်များများနဲ့ခတ်ဝဲဝဲနေရာလေးတစ်ခုကိုတရင်သုံးကြတယ်။တစ်ပင်ရိတ်တစ်ခုအောင်မှာဖြာခင်းပြီးတော့ညအခါမှာအိတ်ဆက်ကြတယ်။အဲ့လိုအိတ်ဆက်ကြတဲ့အခါမှာ မန္တလေးမှာရှိတဲ့အသက်အစိတ်အရွယ်လူငယ်လေးတွေ9ယောက်လောက်ဓမြောင်ကိုစီနဲ့ရောက်လာပြီးတော့ငါတို့ရဲ့ဘီနာလေးကိုအရှင်ဖရာတို့ရှိသမျှပတ်စံတဲ့ပစ္စည်းအကုန်ထုတ်ဆိုပြီးတော့ချိန်ချောက်တယ်ငါတို့ကအားလုံးအရာရာအားလုံးကိုလောကီပစ္စည်းဥစ္စာအားလုံးကိုစွန့်လွတ်ပြီးတော့လောကုတ္တရာထဲတော့မှဝင်နေခဲ့ပြီလေ ဆုံးရှုံးမှုတွေဒီထက်တော့မဆုံးရှုံးနိုင်ဘူးဆိုပြီးတော့ဘာမှရန်တုံပြန်ခြင်းမရှိပဲနဲ့ကဲတကားတို့တကားတို့ကြိုက်တဲ့ပစ္စည်းကြိုက်တယ်လို့ဒါယူရသွားကြဆန္ဒရှိလို့တကားတို့ဖုံးကြီးတွေကိုဓာတ်နဲ့ထိုးခြင်းတပါဆိုလဲထိုးသွားဆိုတော့မှအဲ့ဒီမှာရှိတဲ့ပတ်စံတွေဖုံးတွေယူပြီးတော့ထွက်သွားကြရဲ့ ငါတော့အတော်ကိုစိတ်မကောင်းဖြစ်မိတယ်တခါတော့ရဲ့နောက်မုံရွာနေပြီးတော့သွားလှူတဲ့အလှူဖွဲ့တစ်ဖွဲ့ရှိတယ်။သူကတော့ပုဂ္ဂလိကတဦးတယောက်ထဲကနေပေါ့သူတို့တနိုင်တပိုင်းကားနဲ့သွားပြီးတော့လှူတယ်။လှူတဲ့ခါမှာဟိုဘက်ကိုရောက်သွားတဲ့လမ်းကခကြီးကသာမိုင်80ပြောတာ။အစင့်စင်ရက်လိုက်နားလိုက်